မဲဆွေတို့ပစ္စည်းတစ်ခုဝယ်ပြီးတော့၃နှစ်ကနေ၅နှစ်အထိမပြင်ပေးတဲ့ service center တစ်ခုကိုကျွန်တော်ဒီနေ့ပြပေးမယ်။တစ်ချက်လောက်လိုက်ကြည့်လိုက်ပါဦး။ โอเคအခုကျွန်တော်ရောက်နေတဲ့နေရာဘယ်နေရာလဲဆိုတော့ဒါကျွန်တော်တို့ Infinix တို့ Techno တို့ Idea တို့ကိုကျွန်တော်တို့ပြင်ပေးတဲ့ service center ဖြစ်တယ်ဒါကကျွန်တော်တို့လာတာမှရှိတယ်ပေါ့เนาะကျွန်တော်တို့ဒီမှာကြတော့ဘာတွေပြင်လဲဆိုတော့အဓိကဖုန်းတွေ inverter တွေ battery တွေအကုန်လုံးပြင်တယ်အဲကျွန်တော်တို့ပြောပြချင်တဲ့ပြင်တဲ့ပုံစံလေးတွေကျွန်တော်မိတ်ဆွေတို့အသေးစိတ် list ပြပြပေးမယ်ဒီချက်လောက်လိုက်ကြည့်ပြီเนาะ Idea ကကျွန်တော်တို့ တနိုင်ငံလုံးမှာပေါ့နော် Cargill Service Center အနေနဲ့အဲကျွန်တော်16နေရာရှိတယ်ဘလိုမျိုးလဲဆိုတော့ကျွန်တော်အဲ16နေရာလုံးမှာမိတ်ဆွေတို့နေရာနေဝယ်တယ်ဆိုရင်လည်းကျွန်တော်အဲနေရာနဲ့နှီးတဲ့နေရာမှာကျွန်တော်တို့ပြင်လို့ရတာပေါ့နော်အခုကကျွန်တော်တို့လာတာမှာပြင်မဲ့နေရာလေးကိုကျွန်တော်ပြပေးမယ်ဘလိုမျိုးတွေလုံးနေလဲဘာတွေပြင်နေလဲဆိုတာလေးကျွန်တော်ပြပေးပါမယ်โอเคအဲ့တော့ကျွန်တော်ဒီမှာဒါ service အခန်းပေါ့နော် service အခန်းမှာမဒီကိုတွေကတော့ဖုန်းတွေနဲ့ပတ်သက်ပြီးဆိုတော့ဖုန်းတွေ ပြင်နေကြရပေါ့နော်ဖုန်း service ဒါဖုန်း service အဓိကလုပ်နေတဲ့နေရာလေးပေါ့နော်အမ်ပြီးတော့ကျွန်တော်တို့တကယ် inverter ကျွန်တော်ပြချင်တာ inverter inverter အခုဒီမှာကျွန်တော်ကြော်ညာပေးခဲ့တဲ့6 kW inverter ကိုအခု ပြင်းနေတယ်။ဘာပြင်းနေတာလဲဆိုတော့ကျွန်တော်တို့ဒီဟိုပါတော့ screen မှာနည်းနည်းကျွန်တော်ဘတ်တန်လေးတွေနှိပ်ရတာလေးတွေနည်းနည်းလေး factory မှာထွက်ခဲ့ရနည်းနည်းလေး error လေးဖြစ်နေတာပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်တို့အခုပြင်နေတယ်။ပြီးတော့ဒီအောက်မှာကျတော့ဒီ LAN ကြိုးလေးပေါ့ LAN ကြိုးတော့မဟုတ်ကျွန်တော် Wi-Fi ဟိုလေးပေါ့နော်နည်းနည်းခြောင်နေရတာလေးပေါ့။အဲဒါ customer အလုံးမဟုတ်ဘူးဒါတော့ factory ကလာတဲ့ဟာမှာဖြစ်နေလို့ဆိုပြီးကျွန်တော်တို့ပြင်နေတဲ့ဟာလေးရှိတယ်။အဲ့တော့ မိတ်ဆွေတို့အနေနဲ့ထင်မာကဘာလို့၃နှစ်ကနေ၅နှစ်ထိမပြင်ပေးဘူးလဲပေါ့နော်ကျွန်တော်အားတာကိုကျွန်တော်အခုပြန်ပြီးတော့သိချာလေ အရှိကောက်လေးကျွန်တော်ရှင်းပြပေးမယ်အဲ့တော့ကျွန်တော်တို့ idea ကဘယ်လိုမျိုးပေါ့နော်အာမကနှစ်နှစ်တည်းရှိတယ်သုံးနှစ်တည်းရှိတယ်ကျွန်တော်တို့အဓိက6 kg ပဲအခုရောင်းနေတာမိတ်ဆွေတို့လည်းအများကြီးဝယ်ပြီးပြီအဲ့တော့ဘာလို့ဝယ်ကြလဲဆိုတော့ရှင်းတယ်ကျွန်တော်တို့သုံးနှစ်အာမခံပေးတာ6 kg ပေါ့ဗျာသုံးနှစ်ပေးတဲ့ကျွန်တော်တို့ inverter မရှိသေးဘူးเนาะဒီလိုမျိုးကျွန်တော်ဒီအသေးအမျိုးစားပေါ့เนาะကျွန်တော်သိန်း30အောက်ကိုသုံးနှစ်ဘယ်သူမှမပေးသေးဘူးအဲ့တော့ကျွန်တော်တို့အခုဒီကောင်သုံးနှစ်ပေးထားတယ်ပြီးရင် battery ဆိုရင်လည်းကျွန်တော်တို့9နှစ်ပေးတယ် အဲ့တော့ service center ကြီးလည်းရှိနေတယ်၃နှစ်နဲ့၅နှစ်အတွင်းမှာပြတ်တယ်ဆိုရင်လည်းကျွန်တော်တို့ပြင်ပေးဦးပေါ့နော်အစ်စ် level မှာပေါ့ အစ်စ် level မှာဆိုတော့ကျွန်တော်တို့ပြင်တာဘယ်လိုဘယ်တော့မှစရမလဲဆိုတော့၃နှစ်ပြီးမှစရမှာဒီကောင်ကကျွန်တော်တို့၃နှစ်အာမခံကုံဝါပြီဆိုမှဒီကောင်ကိုမိတ်ဆွေတို့ပြင်နေတယ်ဆိုရင်အဲကျွန်တော်တို့ service center ကိုယူလာပြီးတော့ပြင်ရမယ်အဲဒါတော့ကျွန်တော်တို့ ਨੇ တက်ထားတယ်ဆိုရင်မိတ်ဆွေတို့ကိုယ်တိုင်လာကြမလို့ကျွန်တော်တို့ရဲ့ဒီ installation service တွေဝယ်ထားတယ်ဆိုရင်ကြတော့ကျွန်တော်တို့ကိုယ်တိုင် inverter ဖြုတ်ပြီးတော့ကျွန်တော်တို့ဒီမှာကိုယ့်အကိုလာပြင်ပေးမှာပေါ့ဒါတော့၃နှစ်ပြီးမှနော်ဒီ inverter ကို၃နှစ်ပြီးမှကျွန်တော်တို့ပြင်ပေးမှာ battery ဆိုလဲအဲ့တိုင်းပဲ၅နှစ်ပြီးမှကျွန်တော်တို့ပြတ်တယ်ဘာညာတခု error တက်တယ်ဘာညာဆိုရင် ျွန်တော်တို့ပြင်ပေးမှာ၅နှစ်အတွင်းဖြစ်တဲ့ဆိုရင်ကျတော့ကျွန်တော်တို့လုံးဝအလုံးအစ်စ်လဲပေးလိုက်မှာဗျာတကယ်တကယ်ဟို မြန်မာတနိုင်ငံလုံးမှာမရှိသေးတဲ့ service ကိုပေးနေတဲ့အိုင်တဲเนาะကျွန်တော်တို့ service center ကြီးလည်းရှိပြီးသားအစကတည်းကဖုန်းနေပြင်နေတယ်အဲ့ဒါကိုတို့က battery inverter တွေထည့်လိုက်တာဗောနော်အဲ့ session နေရာလုံးကိုလည်းကျွန်တော်ဒီမှာတခါတည်း video နဲ့ကျွန်တော်ပြပေးလာမယ်လုံးဝအမှန်ငယ်လုတ်ပေးနေတာဗျာကျွန်တော်တို့ပေါ်ချောင်းကောင်းကျွန်တော်အခုမှစဝင်လာတဲ့ company တွေမဟုတ်ဘူးတေချာလုတ်ပေးနေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့က inverter brand တစ်ခုရွေးတယ် battery brand တစ်ခုရွေးတယ်ဆိုရင်ဒီလိုမျိုး brand ကောင်းတဲ့ဟာလေးကိုရွေးချယ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ အဲကျွန်တော်တို့ဒီ power board ကနေပြီးတော့ကျွန်တော်တို့ရောင်းချပေးနေတဲ့ idea နဲ့ကျွန်တော်တို့ battery တွေကိုအဲဝယ်ယူလို့ရပါတယ်ကျွန်တော်တို့ဆီယာနေเนาะအဲ့တော့ကျွန်တော် setup အကြောင်းလေးလည်းတခါတယ်ရှင်းပြပေးမယ် inverter ဆိုရင်ကျွန်တော်တို့6 kW ရှိတယ် IP54 နဲ့ပေါ့เนาะကျွန်တော်တို့အမြဲကျွန်တော်ပြောပြနေကြအဲကျွန်တော်တို့ dust proof ဖြစ်တယ်ပြီးတော့ကျွန်တော် water water proof ဆိုတော့ water splash proof ဖြစ်တယ်ပေါ့เนาะအဲ B1 ကျွန်တော်တို့ဒီ armor ခံ3နှစ်ပေးတာလေ armor ခံ3နှစ်ထဲမှာကျွန်တော်တို့ replacement service ပေါ့เนาะပြီးတော့ကျွန်တော် battery battery ကလည်းကျွန်တော်တို့280 W ရှိတယ် 200ဦးရှိတယ်။အဲ့နှစ်ခုလုံးနဲ့ကျွန်တော်တို့6 kW နဲ့တွဲပြီးတော့သုံးလို့ရတယ်။ဘက်ထရီမှာကျွန်တော်တို့သုံးမိထားတဲ့ cell ကကြတော့ RPD cell ဖြစ်တယ်။ပြီးရင် cycle count ကကျွန်တော်6000ပါဝင်တယ်။ပြီးရင်ကျွန်တော်တို့သုံးလို့ရတဲ့ DOD ကလည်း80ရာခိုင်နှုန်း။အဲ့တော့မှ9နဲ့အာမခံ9နဲ့အတွင်းပြတ်တယ်ဆိုရင်ကျွန်တော်တို့က free အလုံးအသစ် low level မှာပေါ့နော်။အဲ့လိုမျိုး service လေးရှိပါတယ်။အဲ့တော့ mainstream တို့ဒီလိုမျိုး package လိုက်ကျွန်တော်တို့ idea ကိုပဲဝယ်ကျင်နေဆိုရင်ကျွန်တော်တို့စီမှာဝယ်လို့ရတယ်။အာကျွန်တော်တို့အာမခံနေနဲ့ကျွန်တော်ပေါင်းပြီးတော့နှစ်ခုပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ power းနဲ့အဲဒီ idea နဲ့ပေးထားတဲ့ service တွေပေါင်းလိုက်မယ်ဆိုရင် mix တို့လုံးဝကိုစိတ်ချမ်းသာတဲ့အဲကျွန်တော်တို့เนาะ setup တစ်ခုကိုတက်လို့ရမှာပဲဖြစ်တယ်အဲ့တော့ mix တို့ကျွန်တော်တေချာလေးရှင်းပြပေးချင်တာဖြစ်တယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ရက်ဒီမှာကျွန်တော်အဲ service center တွေကျွန်တော်တေချာလေးထပ်ပြီးတော့ဘယ်လိုမျိုးတွေကျွန်တော်လုပ်နိုင်လဲဆိုတာလေးကျွန်တော်တေချာလေးထပ်ပြီးရှင်းပြပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်